်အလုံးမင်္ဂလာပါသင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဟာလေလုယဘင်သာပြောရအောင်သင်ဟာမင်္ဂလာရှိတော်သူဖြစ်တယ်လို့နှုတ်ဆက်ရအောင်ဒီဟာခေါင်းကြီးခံစားရတဲ့သူဖြစ်တယ်လို့ပြောရအောင်။ဒီဟာဖရာသုံးပြမဲ့သူဖြစ်တယ်လို့ပြောရအောင်။ရရှိနာမကုန်းကြီးပါစေ။ရောက်ချင်းတိုင်းမှာဘုရားရှင်သုံးပြမဲ့သူတွေဖြစ်တယ်။ဒါကြင်ကြီးမားစွာလှုပ်လှုပ်မဲ့သူတွေဖြစ်တယ်။ဟာလေလုယ။ အဲ့တော့ဒီနေ့မနေ့မှာဒီနေ့အတူတကွဘုရားရဲ့နှုတ်ဘတော်ကိုခံယူဖို့ရတဲ့အချိန်တိုင်းကိုဘုရားခင်ပြစီပေးတဲ့အတွက်ကြောင့်မို့ဘုရားရဲ့ခြေတော်ကိုချီးမွားတယ်။ဘာလို့ကျွန်တော်တို့အသက်တာကိုခဏလေးစောင့်ချင်ပါလဲ။တောင်းပြဖဂရေကြီးသူတို့ကိုချီးမွားပါလဲ။နောက်ပါတော့ဘုန်းကြီးရဲ့မိသားရှိပါစေ။အဖဘုရားခင်ချဲလက်စမှာရှိတဲ့ညီကောင်မောင်မှများတဲ့အတူဒီနေ့နှုတ်ဘတော်ကိုအတူတကွဆင်ခြင်ကိုအာယုံမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျေးဇူးတင်တဲ့အဖဘုရားဒီနေ့ အဲ့ရင်တို့ရှာပါစားပလဲဘုရားခင်အကျိုးပြုပါခြားလာမယ်တယောက်ချင်းစတဲ့ပုံမှာလဲဝိညာဉ်ဘုရားလုံးလတ်စွာလွတ်လွတ်ပြီးမှအိုးဖွေတော့ဘုရားခင်ရဲ့ကောင်းချီးမိကလာခံစားစရာအကြောင်းဖြစ်စေပါကြီးတော်ချီးမွားလဲဝိညာဉ်ရဲ့ခါမှာယေရှုဘုရားနာမ၌စုတောင်းစေတာနာပါတော့ဖာမြေစရဘုရားခင်အဲ့တော့ဒီနေ့ကျွန်တော်အနေနဲ့ယူဆောင်လာတဲ့လူကပတော်ကတော့ဘုရားခင်အတူပါရှိခြင်းလူကပတော်ကောင်းစေတဲ့ဝိညာဉ်ရှင်တော်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကပမှာကျွန်တော်တို့ကြည့်တဲ့ခါမှာ ဘုရားပါရှိတဲ့သူနဲ့ဘုရားမပါရှိတဲ့သူကအဲ့လိုပါရှာတာဖြစ်တယ်။ပြီးတော့ဒီမှာကျမ်းစာကိုကျွန်တော်တို့ပြကြည့်တဲ့အခါမှာလည်းဒီမှာဥပမာဗျာတိအကြည့်ဗျာတိကြားပြီးကျွန်တော်တို့လက်လာကြည့်တဲ့အခါမှာတကယ်ဘုရားသခင်ပါတဲ့သူနဲ့ဘုရားမပါတဲ့သူကအဲ့လိုပါရှာတာကိုတွေ့ရပါတယ်။အဲ့တော့ဘုရားသခင်အတူပါရှိတဲ့လူကတကယ်ကြောက်ဖို့ကောင်းတာကဘုရားအတူပါရှိတဲ့လူတွေဖြစ်ပါတယ်။ကျွန်တော်ဆာလမန်ကိုကြောက်စရာမလိုဘူး။ မိတ်ဆွေတကယ်ချင်းကိုလည်းကြောက်စရာမလိုဘူးအာကျွန်တော်တို့ကိုအာတီပြုတ်မဲ့သဘောတရားကိုလည်းကြောက်စရာမလိုဘူးဒါပေမဲ့ကြောက်စရာကောင်းတဲ့အကောင်းဆုံးကတော့ဖယားအတူပါတဲ့လူကိုကြောက်ရအောင်အာမင်နားလည်လားမသိဘူးဖယားအတူပါတဲ့လူကိုကြောက်ရအောင်အဲ့ဒီလူတွေကကပောက်ကိုမောက်လာတဲ့လူဖြစ်တယ်အာမင်အဲ့တော့အဲကျွန်တော်တို့အဲ လူငယ်ဖြစ်တဲ့အခါမှာဒီနဲ့ကျွန်တော်တို့နဲ့အတူဘုရားအပူပါရှိတယ်။အဲ့တော့ဒီနဲ့ကျွန်တော်ဟာတာမန်လို့မဟုတ်ဘူးဆိုတော့ဘာလို့အဆုံးကျွန်တော်တို့နားလည်ဖို့အရေးကြီးပါလေ။အဲ့တော့ဒီမှာချမ်းသာဖြစ်မှာကျွန်တော်တို့လက်သာတဲ့အခါမှာလည်းတကယ့်တမိုင်းကြောင်းမှာအောက်ဖွဲ့ချာရင်ခဲ့တဲ့လူတွေကဖယားသခင်အတူပါရှိတဲ့လူတွေဖယားသခင်ကြီးမားစွာအသုံးပြုတဲ့လူတွေဖြစ်တယ်။အာမင်။အဲ့တော့ကျွန်တော်တို့ဒီမှာချမ်းသာကိုကြည့်တဲ့အခါမှာ ကျမ်းမြို့အကြခန်းကြီး33အပိုင်ငယ်အဲ15မှာကျွန်တော်တစ်ချက်ဖတ်ကြည့်ပါရစေ။တပတ်မောရှေကဂူရောဂူရောတိုင်းမတော်လီအချင်းတို့ကိုဤအရမပို့ဆောင်တော်မူမူပါလိ။ဆိုပြီးမှပြောပါလေ။အဲ့တော့ဒီအကြောင်းအရာကကျွန်တော်တို့အားလုံးသိပါရစေ။နော်။ကျွန်တော်တမချားကကျွန်တော်တို့ကြည့်တဲ့အခါမှာဒီမောရှေအကြောင်းဆိုရင်ကျွန်တော်တို့အားလုံးသိပြီးသားဖြစ်ပါလေ။ အဲ့တော့လူတွေကိုအောက်ဖွယ်ပြုတ်ကြအပြုတ်တဲ့လူတွေပြီးတော့မှလူတွေတုံခံစေတဲ့လူတွေလူတွေအောက်ဖွယ်ဖြစ်စေတဲ့လူတွေကဖယားသခင်အတူပါရှိတဲ့လူတွေဖြစ်တယ်။ရှာဒရက်မေရှက်အဘယ်လိုကောဆိုတာကျွန်တော်တို့သိရတော့ကျွန်တော်ဖုံးမဲ့ကျွန်တော်ဖုံးမဲ့တခြင်းတခြင်းတွေထဲမှာကျွန်တော်ဖုံးမဲ့ကြားတာရဲ့အများကြီးပါပါတယ်။နောက်ပြောတော့လည်းရပ်ပါပါနဲ့။သူတို့တွေကဒါယေလရဲ့ တင်ရှင်းနေဖြစ်တယ်နော်သူတို့ကမင်းထဲမှာရောက်တယ်မင်းမလောက်ဘူးဘာကြောက်လဲဖယားအတူရှိနေလို့သူတို့နဲ့အာမင်အဲ့တော့ဒါရင်တော့လည်းခြင်းတက်သွေးမှာချပလိုက်တယ်အဲ့တော့လူလမ်းလို့မရှိဘူးလူအနေနဲ့စဉ်းစားမယ်ဆိုရင်လူလမ်းမရှိဘူးဘာကြောက်လဲဆိုရင်ခြင်းတက်ရောက်တော့ထားရင်အဆာဆာတော့အဆာငှတော့ရတဲ့ ကြလာတဲ့အကုန်လုံးကိုရှင်းစားတာလေဒါမဲ့တိုင်းတော့မစားဘာကြောင့်လဲဆိုရင်သူနဲ့အတူဘုရားရှိနေလို့ဖြစ်တယ်အာမင်အာမင်ဇာတမဘုန်းကြီးပါစေအဲ့တော့ဒီနေ့ဣတိလလူမျိုးတွေကိုဣတိလလူမျိုးတွေကိုအဲ့ကတုတ်ဒီကနဲ့မောရှေဘောတုံးပြုတ်ပြီးမှခေါ်ထုတ်လာတယ်နော်ကျွန်တော်တို့အားလုံးသိတယ်ဒါမဲ့ခြေလုံးမောရှေနဲ့ဘုရားရှင်ကိုအညီညွတ် တောင်းလာတယ်ဘုရားဆန္ဒမတောင်းဘူးအမေလားပုံကံလေကျွန်တော်အဲ့ဒီအကြောင်းရင်းကိုအေဒီလာတမိုင်းကြီးကကြည့်ရအောင်တွေ့အောင်အဲ့ဒီအချိန်မှာဘုရားရှင်ကအေဒီလာလိုလူမျိုးတွေကိုအယဆီဆိုးတော့နော်အယဆီဆိုးတယ်ဒီလူတွေကလုံးဝမနာခံတဲ့လူတွေသူတို့လည်းမမတော်တော့ဘူးဆိုပြီးမှဘုရားရှင်ပြောတယ်တကယ်တော့ကျွန်တော်အဲတကယ်တော့ငါတော့ရင် သူတို့ကငါတတ်မိမယ်ဘုရားကပြောတယ်။ဒါမဲ့ဘုရားခင်ကဘုရားခင်ကလို့ပြောတဲ့အခါမှာပေါ့နော်မောရှင်ကဘုရားခင်ကိုဆုတောင်းတဲ့အခါမှာဘုရားကပြန်ပြီးမှခွင့်လွှတ်တယ်။ဘုရားကခွင့်လွှတ်တဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။မင်းသားကလို့ပြောရအောင်ဘုရားခင်ကခွင့်လွှတ်တဲ့ဘုရားရှင်ဖြစ်တယ်။နော်ကျွန်တော်တို့အပြည့်ပဲတော့မရပါနဲ့ဘုရားကခွင့်လွှတ်တဲ့ဘုရားရှင်ဖြစ်ပါအဲ့တော့ဣတိလလိုမျိုးတွေအပြည့်အများလုပ်တဲ့အခါမှာ ရားရရှိဆိုတဲ့ဒါမဲ့မောရှေတောင်းပါလိုက်တဲ့အခါမှာပြန်ပြီးမှဘုရားကခွင့်လွှတ်ပေးတယ်။မာကျောင်းလေးစီမောရှေကဘုရားခင်နဲ့ကြက်မိဆွေလို့စကားပြောတယ်နော်။မိဆွေလို့ငယ်ချင်းလို့ဘုရားနဲ့စကားပြောတာမောရှေက။အဲ့တော့ဘုရားနဲ့အတူသွားတဲ့လူနဲ့တောင်းပေးတဲ့အခါမှာဘုရားခင်ကနားထောင်တယ်။ဇေယျရောက်ရင်တစ်ဖက်မှာရတွေ့ရတယ်။အဲ့တော့ ကျော်ကျော်ဒီအဒီဟောပေါ့မိုးရှေကိုမိုးရှေကသူကဒီဒီကျွန်တော်တို့ခုနဖတ်ထားတဲ့ကျမ်းပါလေဘုရားကပြန်စစ်ဆူးတယ်ငါမတော်တော့ဘူးဆိုပြီးမှပြောတဲ့အခါမှာမိုးရှေကိုဘုရားသခင်ကမိုးမိုးရှေမိုးရှေကပြည့်ဘုရားကျုံပြောတာပေါ့ကိုတော့နော်မိုးရှေကဘယ်လိုပြော ကိုတော့ gain မတော်လေအစနို့တော့ကိုဤအယောက်မှပြုဆောင်လုံးမှာလေရိုးချီတဲ့အရာကဘုရားမပိုင်ငါဘာမှမလုပ်တတ်ဘူးလို့ပြောတာဖြစ်တယ်ဘုရားမပိုင်ငါဘာမှမလုပ်နိုင်ဘူးလို့ပြောနေတာဖြစ်တယ်နော်အဲ့တော့မောရှေရဲ့အသက်တာကိုကျွန်တော်တို့ပြန်လက်လာလက်ခံပါပေါ့မောရှေကတကယ်ကျင်းနေတဲ့လူဖြစ်တယ်ဘိယဒီစိတ်ဆန္ဒဖြူစင်တဲ့လူဖြစ်တယ် ရုပ်ပိုက်ဆိုင်ရာမှာလဲမောရှေကအရာလာတဲ့လူဖြစ်နေတော့လူခဖြစ်တယ်ဆိုတော့ကိုဇောလို့လက်လာတဲ့ခါမှာဖြေရအောင်အဲ့တော့ဒီလိုသူကလူရှေ့မှာတော့လူခတ်လဲတော်တယ်နော်အဲ့ဘုသူပြီမှာပညာကြီးများဆိုတဲ့ရင်ပြီမှာသူပညာသတ်တယောက်ဖြစ်တယ်ဒါပေမဲ့လို့ဖယောင်းမပါရင်မဖြစ်ဘူးဆိုတာသူသိတယ်အာမင်အဲ့တော့ဖယောင်းကိုတော့မပါရင် ဒီကလည်းမပုတ်ပါနဲ့တဲ့အဲ့တော့ကျွန်တော်တို့ရဲ့တက်တာထဲမှာလည်းပြန်ဆင်းချင်ဖို့ဖြစ်ပါတယ်မောရှိပြေလို့ဖယောင်းမပါရင်မေတ္တာမှမတော်နဲ့ထားပါရင်ဖယောင်းကိုဆုတောင်းပါဖယောင်းကိုပါရှိဖို့နော်ညမှာလည်းဖယောင်းအတူကျွန်တော်တို့နေနေဖို့ဆုတောင်းပါကျွန်တော်အမှုတစ်ခုကိုလုပ်တော့မယ်ဆိုရင်အဲလုပ်မယ့်ခုကိုလုပ်တော့မယ်ဆိုရင်ဖယောင်းခင်ကိုရှေ့ဥစ္စာအံ့လာပါဆုတောင်းပါ ဖယားသူပါရှိဖို့ရတဲ့ဆူတောင်းပါဖယားလာမပါဘူးဆိုရင်တိဘလောက်ပဲကျူးစားစားအလကားပဲတည့်ရဲ့ဘွက်တကလေးနေလဲမလို့ဘူးမလို့အလို့ပြောတာမဟုတ်ဘူးဒါမဲ့ကိုယ့်ရဲ့တတဲ့ပညာတွေကိုယ့်ရဲ့လှုပ်ဆောင်တဲ့လှုပ်နေတဲ့အရင်ချင်းတွေကဖယားမပိုင်အဲ့ဒီအရာကကြာရှည်မခံဘူးနော်ဒါကြောင့်မို့ဖယားခင်ဟာကျွန်တော်တို့နဲ့အမြင့်ပါဖို့ရတဲ့အရေးကြီးပါတယ်အဲ့ဒီအရာကိုနားလေစီချင်တယ် ဲ့တော့မောရှေကဘယ်ညာပြောလဲဆိုရင်ဘုရားအတူပါရှိခြင်းကိုအမြင့်ပြောတဲ့သူဖြစ်တယ်။ဒါကြောင့်မို့သူ့ရဲ့သူကတည်တော်ပြီတမိုင်းကြောင့်ကပြောလို့မကုန်ရဲဘူး။ဟာလေလုယ။အဲ့ဒါကဘာကြောင့်လဲဆိုရင်ဘုရားသခင်နဲ့အမြင့်တဲ့သူအချင်းယူပြီးတော့ဘုရားနဲ့တွားလာခဲ့လို့ဖြစ်တယ်။ဟာလေလုယ။ဒါကမှဘုန်းကြီးပါစေ။အဲ့တော့နောက်တစ်ချက်ပြန်ဖတ်ခြင်းနဲ့အရှိမပြန်ဖတ်ခြင်းနဲ့အာ 33အပိုင်ငယ်17မှာကျွန်တော်ဖတ်ရှင်ပါတယ်။အော်ရဗျာဒီအဆွေခင်မကြီးကိုနှုတ်ဆက်ဒီနီလိုမောရှင်နေမျက်နှာချင်းဆိုင်၍နှုတ်ဆက်တော်မူ၏။မောရှင်ဒီတတ်သေးလို့ပြာဝေတော်အခါသူဤလက်ထောက်နူဤသာယောရှုမိတော်လွတ်လည်နေတေးတော်မှမထွက်ပဲနေ၏။ဒီမြောင်ပါမင်းတို့အကြောင်းပြရလဲဆိုရင် ယောရှုအကြောင်းတွေ့လာတယ်။နော်ယောရှုအကြောင်းတွေ့လာတယ်။အဲ့တော့မောရှေတည်သွားတဲ့ခါမှာမိသူကိုအတုံးပြုတ်လာလဲဆိုရင်ယောရှုကိုအတုံးပြုတ်လာတာတွေ့ရတယ်။နော်အဲ့တော့ယောရှုကဘာကိုပြောလဲဆိုရင်သူ့ဘုရားအတူရှိခြင်းကိုပြောတာဖြစ်တယ်။မောရှေက ဒီတင်းတော်သူတို့ကာလမှာတော့သူတို့ရဲ့အချိန်ကာလမှာသူတို့ကတင်းတော်တင်းတော်ထူးပြီးမှသူတို့နေကြတယ်အဲ့တော့တင်းတော်ထူးပြီးနေတဲ့အခါမှာမောရှေကဘုရားနဲ့အချိန်ကိုဆွတောင်းတဲ့အခါမှာမောရှေဆွတောင်းတင်းတော်မှာဝင်တဲ့အခါမှာပေါ့နော်ဘုရားတစ်ခင်ကမူတည်အားဖြင့်လာပြီးမှမောရှေနဲ့စကားပြောတာမောရှေနဲ့စကားပြောတယ်မျက်နှာချင်းဆိုင်ပြီးမှမိတ်ဆွေလိုအဆွေလိုစကားပြောတယ်လို့တမန်ကျမ်းကမှတ်တည်ထားပါ ဲ့တော့မိုးရှင်ကအဲ့ဒီလိုပြောနေပြောပြီးပြီးမှ तू ကထွက်သွားတယ်။ဒါမဲ့မထွက်သွားတာကလူရဲ့တာယောရှု။အဲ့တော့ဘုရားခင်ကိုအချင်းပူယူတဲ့လူဘုရားနဲ့ပြန်အသုံးပြုလာတယ်တော့နားလည်လား။မိုးရှင်ခင်မှာမိုးရှင်ကဂျော်ဒန်မြစ်ကိုနော်ဒီဂျော်ဒန်မြစ်မဟုတ်ဘူးဒီပင်လင်းတွေကို လန်ဒန်ကိုမြောက်တဲ့ခါမှာပြည်နယ်နဲ့ချမ်းပွဲလာလို့ဟုတ်လားကျွန်တော်တို့အားလုံးသိတယ်ပြည်နယ်နဲ့ချမ်းပွဲလာ most ဒီယောရှုခင်မှာကျတော့ယောရှုအားလုံးမဟုတ်တော့မတိကြီးတက်တန်ထားပြီးမှချင်းသေးလိုက်တာနဲ့ပြည်နယ်နဲ့ချမ်းပွဲလာဟာလေလုယအဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာယောရှုအသက်တာကလည်းဖြစ်လေအများကြီးတင်စရာအကြောင်းရှိပါတယ်မောရှေပြည့်တော့ပဲနော်ယောရှုကပိုင်ရတဲ့အမြင့်ရာချင်းယူတာ မောရှိတွေ့တယ်လို့မှသူမဖြည့်ရှင်ဘူး။ဘာကြောင့်လဲဖိုင်လာကကျွန်တော်တို့ရအသက်တာမှာလွန်ပါတယ်ဆိုတာကိုသူသိနေတယ်။ဘာကြောင့်လဲမောရှိဇင်းတို့တဲ့ခါမှာ तू ကစိတ်မြေပြေမှာစိတ်တိုက်ရတဲ့သူဖြစ်တယ်။အမေဒီအောင်လို့ဒီလေစိတ်မြေပြေမှာစိတ်တိုက်မဲ့သူဖြစ်တယ်။အမေယုံကြည်ပါလေ။အဲ့တော့ကျွန်တော်တို့ဒါမဲ့ဒီစီပါမှာလည်းကျွန်တော်တို့စိတ်မြေပြေမှာအဲ့ဒီလိုကြီးလောက်ရမှာဖြစ်တယ်ကျွန်တော်တို့နော်။ယောရှုပြေလို့ကျွန်တော်တို့အလုပ်လုပ်ရမှာဖြစ်တယ်။ အာမင်အဲ့တော့အဲ့ဒီယောရှုကိလို့အလုပ်လုပ်တဲ့အခါမှာကျွန်တော်တို့လည်းဖယားနဲ့အချင်းကိုကိုအရေးကြီးပါတယ်ဖယားနဲ့ကျွန်တော်တို့မြတ်တာလားအမြင့်ရှိတယ်ကိုအရေးကြီးပါတယ်နော်ဒါကြောင့်မို့ဒီတမန်ကျောင်းကိုကျွန်တော်တို့လက်လာတဲ့အခါမှာယောရှုကဖယားရဲ့အင်းတော်ဖယားရဲ့မြမောတော်ဖယားရဲ့အုပ်ပါရှိခြင်းကိုအယဆန်လာတယ်နော်ဒါကြောင့်သူ့ကိုဖယားခြင်းနော်မောရှိတဲ့အခါမှာသူ့ကိုကြီးမားစွာ ာရွေ့ညခင်ဗျာတို့ပြတဲ့အကြောင်းတွေ့ရတယ်။အာမင်။အဲ့တော့ကျွန်တော်တို့ရတက်တာဖြစ်မှလည်းအမင်းရှိနေရမှာကဘာသာမချင်းဖြစ်ပါ။မင်းဆွေမရှိလေကိစ္စမရှိသေးဘူးနော်။ငွေမရှိသေးလေဆရာပြောပြောတာငွေမရှိသေးလေကိစ္စမရှိဘူး။ဘာသာမရှိတော့စက်ကနာရှိတယ်။အာမင်။နာရှိတော့သူကြားပါစေ။နေနေတာဆိုတော့ โอเคဆိုတော့ကျွန်တော်တို့အမေကဘုရားခင်လိုပါတယ်ကျွန်တော်တို့ဘုရားခင်နဲ့ဆိုအမေရဲ့နာမည်တာရဖွင့်ပြီးမှအချိန်နာနေ့ရက်တိုင်းမှာကျွန်တော်တို့သွားရအောင်အချိန်ရှိမှဘုရားတက်ဆက်ကမယ်မဟုတ်ဘူးအချိန်မရှိရင်ဘုရားတက်ဆက်တော့သူဖြစ်ရအောင်အာမင်အာမင်ကျွန်တော်တို့အမေကဘုရားနဲ့အချိန်ယူဖို့ဘုရားတခင်ရဲ့အကူပါရှိခြင်းကိုကျွန်တော်တို့ကိုးစားဖို့ရတဲ့ဖြစ်တယ်အာမင်အဲ့တော့ယောရှုမတ်သာအခန်းကြီးဟိုအခန်းကြီးတိရောက်တဲ့အခါမှာနော် လို့ပြောလာတယ်။ယောရှုအခမ်းကြီးတည်အမြင်ငါမှတော့ကျွန်တော်တချက်ပတ်ရှင်တယ်။တည်အသက်တာတည်နေကြတာပါလို့တည်ရှင်းမှာအဘေသူအဘေသူမြတ်မကမ်းရနေရ။မောရှင်ရဲ့အသူငါရှိခဲ့လို့တည်နေအသူငါရှိနေပြီ။ငါလေးတိတ်ကိုမဆုံးတိတ်ကိုပြည့်ခဲ့မှသာ။ဟာလေလုယာ။ဘုရားရှင်နာမဘုန်းကြီးပါစေ။ဘုရားရှင်ကဒီလိုကိုချစ်ဒီလိုကိုမချစ်အဲ့လိုမဟုတ်ဘူး။ ဘုရားကြီးကအမြဲတမ်းသူ့ကိုပူဇော်တဲ့သူကိုအမြဲဆုတ်ပြီးမထပ်ပဲတောင်းယူတဲ့ဘုရားရှင်ဖြစ်တယ်။ဟာလေလုယ။ Yes. ယောရှုတပါဝတ်လို့လောဘုရားကြီးတောင်းယူလာတာကိုပေးရတယ်။ဟာလေလုယ။အဲ့တော့ကျွန်တော်တို့ရဲ့ဘုရားတက်တာဆုံးပါလေဘုရားကိုပူဇော်တဲ့ခါမှာအမြဲတမ်းဘုရားကြီးကကျွန်တော်တို့ဘဝကျွန်တော်တို့ generation ပါဘလို့တောင်းယူမဲ့ဘုရားရှင်ဖြစ်ပါတယ်။ဟာလေလုယ။အဲ့တော့ကျွန်တော်တို့နောက်ဆုံးတစ်ချက်ကျွန်တော်တို့ပြန်ဖတ်ခြင်းနဲ့နောက်ဆုံး နောက်ဆုံးဒီနောက်ဆုံးကျွန်တော်တို့ကာလရောက်ပြီအာမင်မောရှေကာလလည်းကုန်သွားပြီနော်ယောရှုကာလလည်းပြီးသွားပြီအခုချိန်မှာကျွန်တော်တို့ကာလရောက်ပြီအာမင်အဲ့တော့ကျွန်တော်တို့ကာလမှာလည်းကျွန်တော်တို့ဒီချမ်းသာမှာရှိတဲ့ဒီကောင်းဆောင်တွေနော်ပရောဖက်ဒီကောင်းဆောင်တွေနော်ဘယ်လိုအသက်ရှင်ဖြစ်လဲအဲ့ဒီအသက်ရှင်ကြလို့ကျွန်တော်တို့ ਨੇ ကျွန်တော်တို့လည်းတက်ရှိဖို့အရေးကြီးတယ်။အဲတော့ယေရှုကယေရှုကိုယ်တိုင်ကဒီလိုပြောလာတယ်။အဲတော့ရှိမတဲ့ကျုပ်ကခန်းကြီး28အငင်း20မှာကျွန်တော်တို့အတူတူပါပါရအောင်။ရှိမတဲ့ကျုပ်ဝင်အခန်းကြီး28အငင်း20ဒီလိုတော့ ။ဟာဒီတိတိတို့ဟာပင်းသမျှသောပညာတို့ကိုစောင့်ရှောက်ရှင်းလာ။ဘုရားဟောလာပေးချသောငါဒီလေသာသနာ့ကုန်ဒီတိုင်းတိတို့နှင့်အတူအစီမပြရှိတော်မူ၏ကိုအမဲတော်ဘုရားဝိတော်မူ၏။အစီမပြတော့အစီမပြမောရှိကမောရှိနဲ့ဘုရားကျန်သူရှိပြေလို့ ယောရှုနဲ့အတူရှိမယ်လို့ဘုရားတတိတော်ပေးတယ်။အဲတော့ယေရှုကာလမှာဒီနေ့ကျွန်တော်တို့ကိုယေရှုကဘယ်လိုပြောလဲဆိုအစင်မပြတင်းတို့နဲ့ကအတူရှိမယ်။ကတပါကုန်လေးတိုင်အောင်အတူရှိမယ်။တတိတော်ပေးထားပါလား။ဒါကြောင့်ကျွန်တော်တို့ရဲ့ဘဝတက်တာထဲမှာဘယ်လိုလဲအမင်းကျွန်တော်တို့ဖခင်ကျွန်တော်နဲ့အတူရှိနေတယ်ဆိုတော့ယုံကြည်ဖို့အရေးကြီးပါတယ်။ ။ဘုရားသခင်ရဲ့အတူရှိခြင်းကိုသက်တည်ရတဲ့လူတွေကဘုရားမှာလည်းအတူရှိနေတယ်ဆိုတာကိုအမြဲတမ်းတို့ဝမ်းမြောက်ခြင်းနဲ့သိရှိနေတယ်။ဟောတယ်နော်။တကယ်ဘုရားသခင်ရဲ့အတူရှိခြင်းကိုမခံစားသေးဘူးဆိုရင်ဘုရားကိုဆုတောင်းပါ။ဘုရားတကယ်သိရှိနေဆိုရင်ကျွန်တော်ကိုတက်တက်ထူပါကျွန်တော်ကျွန်တော်ကိုတက်တက်ထူပါဖယောင်းနဲ့ကျွန်တော်အမြဲတော့ခေါ်ချင်တယ်ရိုးချစ်ခေါ်ချစ် တက်တယ်ဆိုတဲ့ဘုရားရှင်ဖြစ်တယ်။အာမင်။အဲ့တော့ကျွန်တော်ဘုရားကဘာသာပဲပြောတော့မဟုတ်ဘူးလက်တွေ့ကျွန်တော်တို့နဲ့အသက်ရှင်တဲ့ဘုရားရှင်ဖြစ်တယ်။နော်။ကျွန်တော်ခေါ်တယ်လေကကျွန်တော်စပ်ပါမလို့ညီကူပြောညမာညာအဲ့လိုမကောင်းဘူးတဲ့။အဲ့လိုမကောင်းဘူး။ဘယ်လိုဖြစ်လဲသိလို့ရှိရအောင်။တညလုံးကအဲ့လိုမကောင်းဘူးတဲ့။တင်ပြတင်ချင်တယ်တဲ့။ တော့တဲ့လက်သိရှိတယ်။ဒါကြောင့်မို့ကျွန်တော်ကျေဥမာပုံချမှာဆိုလို့ကျွန်တော်ကိုကျွန်တော်မလုံချို့လို့စိတ်မှာတော့ကိုယ်ရဘလုံးခံရတယ်။ဒီပေါ်လေးလည်းခံရတယ်။ငနာရဘလုံးခံရတယ်နေ။ဒါမဲ့ကျွန်တော်စိတ်ကမရောက်တဲ့ပုံချပြီးတော့တဲ့ချင်နေတယ်စတာပါမှာနော်။ဒီရောနာမည်တော့ပြောတော့အဲ့တော့ညတနာရီလောက်ရှိပြီ။သူဘယ်လိုမှအိမ်မပြောတာအကြံကြီး ကြာတော့တည်ချင်တယ်ပေါ့ဒီဘုရားဒီလိုမနေချင်တော့ဘူးပေါ့အမေကတည်ချင်တဲ့စိတ်ကမိုးရှိတယ်ပေါ့အဲ့တော့ဘယ်လိုလုပ်ရမလဲဆရာလို့ပြောတဲ့ခါမှာအာဒါဆိုတော့ဒါဒါဆိုစားကြည့်ပဲကျွန်တော်ဒါကြောင့်ဘုရားအဲ့ချင်မှာကျွန်တော်စတော့စတော့ပြီးပြီစတော့ပြီးပြီဘုရားသခင်တင်းနဲ့ကျွန်တော်လို့လည်းအတူရှိတဲ့ဘုရားရှင်ဖြစ်တယ်အဲ့တော့ဘုရားရဲ့အတူရှိခြင်းကိုတည်ကိုယ်တယ် ဆိုရင်ဆိုရင်ကျွန်တော်ဆုတောင်းမယ်ဆိုပြီးမှကျွန်တော်တို့ဆုတောင်းကြတဲ့အခါဆုတောင်းတဲ့အခါမှာနော်ဒီကြည့်ကောင်းတဲ့ဘာနဲ့ခြေတော်တော်မတည်ရှိတော်မှာတစ်ခါလေးပေါက်ပါသွားတယ်လေဒီကေရောသူ့ကိုဆန္ဒမနာကငါဆူတွေကချုံတော့တာနော်သူ့ခြေတော်လည်းမလို့မရလားကြာပြီခြေတော်လည်းလုံးဝတော်တော်လေဟာလေလုယအာမင်ဟိုခြေတော်လည်းလုံးဝလားဆိုတော့အုံးတော့မှာတစ်ခါလေးဒီလို အာဘာလဲမရှိလို့ကွာတင်ချင်တဲ့စိတ်နဲ့အဲဘောထုံနေတဲ့ဥစ္စာတွေတတ်ခိုင်းပြောသွားပြီလားဟာလေလုယအဲ့တော့ကျွန်တော်တို့လည်းရောချင်တဲ့အရာကကျွန်တော်တို့ဖရားခင်ကကျွန်တော်တို့ကသူ့အမင်းရှိတဲ့ဖရားရှင်ဖြစ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဖရားရှိခြင်းကိုလက်စွပ်လက်ပတ်ကံပြီးမှလောကမှာတက်ရှိတဲ့အခါမှာဒီနေရာမင်းနေနေဒီနေရာမဲ့သွားသွားအလုတ်ဖွယ်မှာပဲဖြစ်ဖြစ်ဖရားသခင်ဟာကျွန်တော်နဲ့အတူရှိ ယေရှုဘုရားဟာကျွန်တော်နဲ့အတူရှိရဲဆိုတဲ့ဟာကိုကတ္တပကုန်ဋိတန်အောင်ကျွန်တော်နဲ့အတူရှိမယ်တည်းပြည့်တဲ့ဘုရားကကျွန်တော်နဲ့အတူရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့အကြောင်းချင်းချင်းနဲ့သွားရအောင်အာမင်အဲ့တော့တင်ဟာလူတွေအလဲမှာအဘတော်သူဖြစ်လာတယ်ဖြစ်တယ်တကယ်တမိုင်းကြာရင်မဲ့လူတွေဖြစ်တယ်အာမင်မောရှိကေလိုယောရှုကေလိုတော့တည်တော်ဖြစ်လာတော့မှတင်ရဲ့တမိုင်းဟာကြာဖြစ်မှာဖြစ်တယ် ရားဖြင့်ကြီးမားစွာအတုံးပြုတ်မဲ့သူတွေဖြစ်တယ်ဒီလိုဟာအာမင်ဒါကြောင့်မို့ဘုရားသခင်အတူရှိခြင်းကိုဒီနေ့ဝုခံမြတ်လက်ရစီတိုင်းမှာဘုရားသခင်ရဲ့တောင်းလာကြဖို့ရတဲ့အားလုံးကိုနောက်ဘက်တော့အပြည့်နေကအားလုံးဘေးရင်းနဲ့ဒီနေရာမှာရပ်နားပါလေအယောက်ချစ်စနေကမှာရပ်ခင်အထုကောင်းကြီးပေးပါစေအာမင်